ားလုံးပဲမင်္ဂလာပါကျွန်တော်ဒေးဗစ်ပါဒီနေ့ကြောရှော်မန်နိုင်သွားပြီးတော့မှဂျိုးရိုကန်ကသူ့ကိုဘာရီမေးပြီးတော့ဘာရီကြောရှော်မန်ကအဖြေပြန်ပေးလဲဆိုတာကျွန်တော်တို့တစ်ချက်ကြည့်လိုက်ရအောင် Joshua Van you not dumb people up you try to beat me up listen Joshua so ro Jurogan ye bike ko Joshua Van ga dilo to 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 tho ro Jurogan ga min tu mya ri ho tho da ma bi de be ne ma bi de lo ngou ba ho ဟိုအလဲထိုးချင်လားဗောနော်အဲ့လိုမျိုးသူဟာသာဖောက်ပြီးပြောတာပါကြော့ရှော့ဘန်ကလည်းဟာသာအနေနဲ့ဝင်ပြီးတော့ထိုးတဲ့ပုံစံလောက်တာပါဆိုတော့တကယ်ကြည့်ရအောင်သူတို့ပါထပ်မေးလဲဆိုတာ Every time we see you, we see more improvement, more growth. You have such massive potential and you put on a fantastic show tonight. ဆိုတော့ Joshua ကဟိုမင်းကငါတို့ တွေးတဲ့အချိန်တိုင်းတွေးတဲ့အချိန်တိုင်းမှာထတိုးတိုးတိုးပြီးတော့မှတိုးတက်လာတယ်ဟိုအများအား improve ဖြစ်တယ်ပေါ့နော်ဟိုဆိုပြီးတော့မှကျိုးရိုကန်ကပြောတာပါပြီးတော့တိုးတက်လာတဲ့အပြင်ကိုတကယ်ကိုမင်းကြီးမားတဲ့ဟိုအနာဂတ်ရှိတယ်ပေါ့နော်တကယ်ကိုဟို massive potential ရှိတယ်ဆိုပြီးတော့မှပြောတာပါပြီးတော့မှတကယ်ဟို fantastic show tonight ဒီဒီညပွဲတကယ်အကောင်းဆုံးပွဲကိုဟို put on fantastic show ပေါ့နော်ဒီညအကောင်းဆုံးပွဲတကယ်ကို and ဟို ကြည့်လို့ရှိရင်ဂျင်းနိုင်ရတဲ့ပွဲမျိုးပြိတ္တတွေအတွက်ပေးသွားတာကစားပေးသွားတာဖြစ်ပါတယ်ဆိုပြီးတော့မှဂျိုရိုကန်ကပြောသွားတာပါဆိုတော့ Man first of all I want to thank my Lord and Savior Jesus Christ but uh ဂျိုရှောဘင်ကကျွန်တော်အာဖျားသခင်ကိုပထမဆုံးယေရှုတင်ပါတယ်ဆိုပြီးတော့ပြောသွားတာပါ And this is what we're talking about, you know, trying to take my time in it, not chasing the guy too much. Well, you showed that tonight. Congratulations, sir. A sensational performance. Ladies and gentlemen, Joshua Van. ဆိုတော့ Joshua Van ဒီမှာပြောသွားတာကဟိုပြန်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်အရင်တော့ Charles Johnson နဲ့ပွဲတော့ငါသူအလဲထိုးခံလိုက်ရတော့ဗောနော်အဲ့ဒါမျိုးအဲ့ဒါတစ်ချက်ရဲပြီးတော့ဟိုပရိသတ်တရသူ့ကိုပြောလို့ရှိတာကမင်းကဟိုအလဲထိုးပါလားအလဲထိုးပါလားခဏခဏပြောကြတယ်ဗောနော်ဆိုတော့ဒီနှစ်ချက်ကိုသူပြန်ပြီးတုံ့ပြန်တဲ့အနေထားပါဆိုသူပြောသွားတာက ငါအချင်းယူပြီးတော့မှကစားမယ်ပွဲတိုင်းကိုအချင်းယူပြီးကစားမယ်ဟိုသူ့ရဲ့ပြိုင်ဖက်တီကိုအရန်လိုက်ပြီးတော့မှလိုက်ထိုးတာမျိုးတိတ်မလို့ဘူးပေါ့နော်ပြီးတော့မှဒီလို KO မျိုးအလဲထိုးတဲ့ပွဲကဒါအချင်းတိုင်ရင်လာပါလိမ့်မယ်ဆိုပြီးတော့မှကျော့ရွှော်ဘန်ကပြောသွားတာပါဆိုတော့ဒါဒီကျော့ရွှော်ဘန်နဲ့ဂျိုးရိုဂန်ရဲ့အင်တာဗျူးလေးမှာသူတို့ပြောသွားတဲ့ဟာလေးကိုကျွန်တော်ပရိသတ်တွေအတွက်ဟိုအမြန်ဆုံးကျွန်တော်ဟိုပါတာပြန်ပေးတာပေါ့နော်ဆိုတော့အားလုံးပဲဒီညပွဲနဲ့ကျော့ရွှော်ဘန်ကို congratulation လုပ်ကြဖို့ အားလုံးကျွန်တော်ပြောချင်ပါတယ်ကျွန်တော်မြန်မာပြည်အတွက်တကယ်ကုန်ယူစရာ fighter ဖြစ်တယ်ပြီးတော့ UFC ကျွန်တော် flyweight မှာဆိုရင်လည်းအခုဒီအနေထားနဲ့ဆိုရင်တကယ်ပဲ champion ကိုစိန်ခေါ်ခွင့်ရနိုင်မဲ့ဟိုလက်ရည်မျိုးဒီညလည်းပြသွားတာဖြစ်လို့ကျွန်တော်တကယ်ပဲဝန်တာရပါတယ်ဆိုတော့အားလုံးကျွန်တော်တို့တွေ့ကြမယ်ကျွန်တော်တေးပြပါ MMA မြန်မာပါ see you